ိုစီပြောတယ်ဆယ်ပြားစီမျက်နှာကြီးစားတယ်။အဲအဲ့လိုတော့မဟုတ်တော့ဘူး။ဟယ်လိုဒီနေ့ကတော့ခင်လွန်းရဲ့မျက်နှာအရင်ဖောင်းနေတယ်။ ဆိုတော့ကလွန်းမျက်နှာကိုအမြဲတမ်းကလွန်းက6လတစ်ချိန်သို့မဟုတ်7လတစ်ချိန်ပေါ့နော်အမြဲတမ်း botox လေးတွေထိုးပစ်တယ်ဆိုတော့ပါးရိုးချတာပေါ့ပြောမှဆိုဒီဟာကြီးကတို့အရန်ပြဲတဲ့အထက်မှာပါတယ်ကလွန်းမျက်နှာဆိုတော့ပါးလေးကိုတော်တော်ရှိရှိလေးဖြစ်အောင်ဆိုရင်ကလွန်းကအမြဲတမ်း botox ထိုးပစ်တယ်ဆိုတော့ဒီတစ်ခေါက်ကကြတော့ကလွန်းကဒီ botox ကိုအမြဲတမ်းကလွန်းထိုးနေကြเสียป่ะเนาะด็อกเตอร์โกเอสเตติกคลินิกป่ะด็อกเตอร์โกเอสเตติกคลินิกก็คือว่าโอ้อิงกระเดะอ่ะป่ะเนาะดิโบดอสโกปายโยฉะบีทูย่า ကောင်းမဲ့တည်တဲ့အချိန်ကနေစပြီးတော့ကိုယ်နဲ့ပဲလုတ်ခဲတာအခုဆိုလို့ရှိရင်တော်ကိုနှစ်တော်တော်ကြာပြီပေါ့နော်ပြီးတော့ဆရာရောဆရာအမျိုးသမီးရောအရှက်သဘောကောင်းတယ်သူတို့ရှိမှဆိုလို့ရှိရင်အလုံးလို့ရတဲ့အလှပနဲ့ပတ်သက်တဲ့လုံးလို့ရတဲ့ service တွေမှာအများကြီးရှိရပေါ့နော်အခုလွမ်းကကြတော့အခုဒီတစ်ခေါက်ကကြတော့ butos လုတ်ပဲခလွမ်းကသူတို့ရှိမှအခါအားတော်ဆိုတာမျက်နာနဲ့ပတ်သက်တာမျိုးစုံပေါ့နော်သူတို့ရှိမှလုတ်ဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်ကတော့ butos ထိုးရမယ်အဲ့လေဆိုတော့ခလွမ်းအခုသွားပြီးတော့ butos ထိုးမှာပါဆိုတော့ခလွမ်းနဲ့အတူတူဒီ block လေးမှာ butos ထိုးတာနဲ့ပတ်သက်ပြီးလိုမျိုးလုတ်မလဲ ဆိုတာလေးကိုလိုက်ပြီးတော့ကြည့်ပေးပါရောက်6လတကြိမ်7လတကြိမ်ရင်းနေတာဒါဆရာရဲ့အမှုသမီးပါမတ်ချစ်ချော တော့စားချင်တာကြီးလည်းမြဲမို့ပဲကျွေးရအောင်ကို့ပြောင်းဝဲကျွေးတာကိုပြောတာပါတရားကို့ပြောင်းစီအောင်မလားအဲ့တော့ငါတတိကလေးကိုထုံသေးမလိမ့်တော့အရင်ပုံမှန်ဆိုရင်တော့ထုံသေးကိုအရင်တော့တော့လိမ့်နေနောက်ပိုင်းအရန်နေဆယ်ပဲရောက်သွားပြီထုံသေးတာကိုပြရထိုးပေးတာထုံသေးကျွန်တော်လည်းဆိုမလိုတော့ဘူးဒီငယ်လေးအောင်ပြီးတော့ချစ်ချစ်ထုတ်ပလိုက်တာဆိုတော့ပြရ expert ပါနော်ဟုတ်ကဲ့ပါ ဒီမှာအနေရုပ်ကလေးရှိရပါတော့အဲ့ဒါလေးတွေနဲ့ဒီနားမှာဟိုးရင်တော့ဆိုချက်ဒီနားမှာဒီငနေမြေချောက်လေးမျိုးရှိခဲ့တာပေါ့အဲ့ဒါလေးတွေကိုမျက်နှာတစ်ခုလုံးဒီမှာဆိုဝက်ချံပေါ့နော်ဒါလည်းဝက်ချံနဲ့ကြံ့ခဲ့တာတော့အဲ့ဒါလေးတွေကိုလေစာပြစ်မလို့ပါဒါအခုကတော့မေကပ်ဖြတ်တဲ့အဆင့်ပေါ့နော် အဓိကကလည်းလိမ့်နာတော့ပေါ့နော်မျက်နာမှာဒီချိုးတွေမှာရှိရဲ့အမဲဆက်တွေချိုးတွေမှာရှိနေကြီးတွေလို့သူကဒီကာဗွန်နေနဲ့အတူတူစုပ်ယူလာဖြစ်တဲ့အတွက်မျက်နာအသားယူကြည့်ဝင်းပြီးတော့ကြည်ကြည်လေးလေးဖြစ်စေရပြီးတော့ကာဗွန်ပစ်ပြီးသွားလို့ရှိလို့ရှိရင်နောက်ထပ်ညီမလေးတို့ဒီအမဲဆက်ကိုတည်တံ့ပစ်တဲ့တည်တံ့ဆပုတ်ပစ်တွေရပေါ့နော်အဲဒီဆပုတ်ပစ်လို့ရှိရင်အတွက်နည်းနည်းလေးတော့ energy ရပြင်းနေ ပြင်ပွားလို့ဆိုလို့ရှိရင်နည်းနည်းလေးတော့ပို့ပြီးတော့မဲတက်လာရတယ်ဒါပေမဲ့အဲ့ဒီအနက်ကလေးခွာသွားတဲ့အချိန်မှာလို့ဆိုလို့ရှိရင်ပို့ပို့ပြီးတော့အမဲစက်လေးကမှိန်သွားတယ်ပေါ့နော်မှိန်ပြီးတော့အမဲစက်လေးတက်သွားတယ်တင်းတိတ်အတွက်လည်းဒီဒီကာဗွန်ထရီးမန့်လေးပြုလို့ရတယ်ပေါ့နော်အဲအဲဆိုလို့ရှင်အမဟိုအရင်တော့ကကြာဒီတနေ့တွေရှိမှဆိုအဲကာဗွန်နဲ့အဲလေဆာနဲ့နှစ်ခုပေါင်းဖြစ်တာပေါ့နော်ကာဗွန်လေဆာရောနောက်ဒီအမဲဆက်ပစ်တဲ့လေဆာရောနှစ်ခုလုံးပေါင်းဖြစ်တာပေါ့နော် ဟုတ်တယ်မမပြီးခဲ့တဲ့ရှိတစ်ခေါက်တည်းတော့မမပြတဲ့ဟာလေဒီဒေဇာဒီ treatment လေးပဲပြတာအခုဆိုလို့ရှိရင်မမမျက်နှာတော်တော်လေးတိတာနေတိတော့မရှိတော့အမေဆက်ပြီးရအရင်အရင်ထူတာနော်အခုကြီးပဲအရင်လို့ဆိုလို့ရှိရင်အများကြီးပဲအလုံးလေးတစ်ချက်တော့ပါမယ်နော်ตัวนักแข่งบ่มาถีบโลไม่เอาอ่ะจ้ะตะคู่สูอืมอืมอะไรเนาะไอ้เนี่ยเลเซอร์ดูแล้วชินเนี่ยสมองเนี่ยตรีหาให้เนาะอืมขนาดนี้ส่งไปบ่เนาะ ော်ဟိုလိုအဲကပင်းပြင်းတော့မလုပ်မလုပ်တော့နော်ဘတ်တော်မင်းနှစ်ဖက်နှစ်ဖက်ဒီဘက်ကတော့မရှိဘူးဒီမှရင်ဒါလေးကိုထုတ်ပြမယ်ဆေးစကြဟိုအဲ့အမဲပြောက်အောင်အမဲပြောက်အောင်ကနည်းနည်းတော့အချိန်ယူရတယ်ဟုတ်လားအေးသူကမမဲသေးဘူးနည်းနည်းလေးရဲတဲတဲလေးဖြစ်နေသေးတယ်သိလားအာကျတော့ဆရာဝတ်ချံဝတ်ချံပျောက်တော့ပျောက်သွားကြံနေလားဒါဘယ်တော့ကြာပြီလဲကြာပြီဆရာတော်တော်ကြာပြီ မယ်1 2 3ချိန်ဖြစ်နေရလားဆရာအဲဟုတ်တယ်ဆရာဘလောက်တော်နေကြလဲဆိုမျက်စိအောင်မှိတ်ပြီးလှုပ်လို့ရတယ်မျက်စိမှိတ်ရလှုပ်လိုက်မယ်ဟိုဆရာနေပဲဒါစထိုးဘူးတာလေနော်ဟုတ်တယ်ကိုစီပြောတယ်ဆယ်ပြားစီမျက်နှာကြီးစားတယ်အဲအဲ့လိုတော့မဟုတ်တော့ဘူးအခုကမဟုတ်တော့ဘူး နာဟုတ်တယ်ဟုတ်နော်ခလွန်းညနာကအဲလည်းနေတော့ရောင်နေပြီတို့မှလည်းနေရောင်နေရပေါ့နော်ခလွန်းကရောင်တက်လို့တချို့လည်းရောင်နေတချို့လည်းမရောင်ရဘူးပေါ့ခလွန်းကတော့ရောင်တက်တဲ့အထက်မှာပါတယ်နေလေးရောင်နေတာ၃၄ငါးရက်လောက်ဆိုလို့ရှင်တော့ပြန်ကြသွားပြီပေါ့နော်ဆိုတော့ ဒီနေ့ကခင်လွန်းလုတ်ခဲ့တာကဘူးတော့ထိုးတာရဲ့အိဆူဆုံးလေးကဒီနားလေးမှာအိဆူဆုံးလေးထိုးခဲ့တယ်အိဆူဆုံးကကြာတော့ခုနဆရာပြောသူပဲပေါ့နော်အသားကြီးလည်းကောင်းတယ် PDI လည်းပြန်အချိုင်းခွက်ကလေးတွေလည်းပြန်ဖြည့်ခဲ့တာပေါ့ပြီးတော့ကာဗွန်ကာဗွန်လေးစာပြီးတော့ဒီနားမှာခင်လွန်းကနည်းနည်းတင်းတင်းလေးအရင်တော့ဆိုတော်တော်ထင်းတာအခုတော့အဲ10%လောက်ပဲကျန်တော့တာပေါ့နော်100မှာ10%လောက်ပဲကျန်တော့အဲ့ဒါလေးကိုကျွန်တော်နောက်ဆုံး final အနေနဲ့ကျွန်တော်လေးစာပြစ်ခဲ့ဆိုတော့ result လေးကတော့နောက်တစ်ပတ်လောက်နေလို့ရှိရင်ကျွန်တော် result လေးနဲ့ပြန်လာခဲ့ပါမယ်